ုံးမှအဲ့တော့မှလို့ရှိရင်အမှုရွာနာပါတယ်အေးအဲ့လိုလူမျိုးတွေတကယ်ရှိတယ်ပေါ့နော်အဲတကယ်ရှိတယ်ဆိုတဲ့ဟာကိုအဲကျွန်တော်ကိုရွိအနေနဲ့အကြုံမှုတယ်တအားရက်ဆက်တာပြန်ကြည့်တော့ပြန်ကြည့်တော့အမအရမ်းပါရဲ့အဲ့နာလေးရရွာကန်တွေကလည်းပြောတာအဲ့ရေကန်အဲ့သူတို့တွေတောင်မှအဲ့ရေကန်တွေကိုမစင်းဘူးတဲ့ဝဲတွေပေါက်လို့အဲ့ဒါအဲ့ဒါအဲ့ဒါကိုထက်ကကိုရီရောအဲ့မှာရေထဲမှာအကြာကြီးရိုက်အဲ့မနဲ့၄နာရီခွဲယူကြည့်မိုးရေထဲမှာပြေးခိုင်းတာအဲ့ဒါနော်ပြင်းတရအရန်အေးတာနော် အေးရမှာတော်တော်အေးတာအဲ့လိုဟိုလေဒီလိုအနှွေးတဲ့တစ်ထက်ထဲတော့မရအောင်ဆောင်းမှာထက်ချုံရသေးတယ်အဲ့ဒါကိုဘာထက်လုပ်လဲဆိုတော့မိုးပါရွာလိုက်သေးတယ်မိုးအတူတွေတဲ့ခိုင်းတာပြေးပြေးဆိုပြေးတယ်ပြေးတယ်နောက်ဆုံးကျအဲ့အစင်းကမပါလာပါဘူးပြိတ္တတွေဘလုံးလုံးစပြတဲ့နေ့ဆိုတော့အဲပြောမယ်ဆိုတခါမှမပြဘူးသေးဘူးဥပမာပြိတ္တတွေကိုပြတာတကယ်ဆိုပြိတ္တတွေနဲ့အတူတူကြည့်ကျင်တယ် ဘယ်အခြေဘယ်နေရာမှာတို့ကြောက်လဲဘယ်နေရာကြမ်းသဘောကြကြလဲဆိုတော့အဲတို့ feedback ကိုသိကျင်တာပေါ့နော်အရင်ရင်ခုန်နေပါတယ်ဒီကားလေးကဒါဟိုမကင်းတဲ့ကျွန်တော်လည်းဒါပထမအဦးဆုံးစပြီးတော့စုံစည်းရဲ့ရုပ်ရှင်ကတကားဖြစ်တယ်ဒါလင်းကိုအရင်ကြီးဆိုင်တဲ့အခုဒီနေရာမှာတက်နိုင်ဆုံးအကောင်းဆုံးပြောင်းကျူစားထားတယ်အဲဆိုတော့ပရိသတ်ကဘာတွေပြောမလဲပရိသတ် feedback ကိုတော့အရင်မျှော်လင့်နေပါတယ်ဒီကားလေးကအားလုံးနဲ့ထပ်တူပဲရင်ခုန်ရပါတယ် ဟိုပရိသတ်တွေမြင်နေကြပုံစံမဟုတ်တဲ့ဇလန်းလေးကိုအတူတူဝိုင်းပြီးဖန်တီးထားကြတာဆိုတော့လေပရိသတ်တွေရဲ့တုံ့ပြန်လာမဲ့တုံ့ပြန်မှုသူတို့ရဲ့ဈိုင်းနှစ်သက်ခြင်းဘယ်လိုတွေဒီကားပေါ်မှာဘယ်လိုအားရတယ်လဲသူတို့ဘယ်လိုအားမရဘူးလဲပေါ့နော်သူတို့တွေပြောမဲ့စကားလေးကိုလည်းရေခုံစွာနဲ့မျှော်လင့်နေပါတယ်ကိုယ်ရင်ပြောရရင် ကြောက်တယ်ဟိုဘာလို့လဲဆိုတော့မနက်မိုးလင်းကန်ကြီးကလောက်ထိကိုရိုက်တာမိုးလင်းတဲ့ထိရိုက်တာဒါပေမဲ့တချို့စင်းတွေက7နာရီကျော်တနာရီတွေဆိုအဲ့လိုကြောက်စရာကောင်းတဲ့စင်းတွေရိုက်ရတဲ့အတွက်ကြောင့်ကိုကိုယ်တိုင်လည်းနည်းနည်းလေးတော့ pressure ဖြစ်မိတာပေါ့နော်ဝိညာဉ်ဝင်ဘူးတဲ့စင်းတွေရိုက်နေတဲ့အချိန်မှာအဲ့လိုညတကောင်ကြီးပေါ့ကျတို့အခွဲတွေကတယောက်ကမြင်ရတာသူ့စကားလာပြောတယ်ပေါ့ဒါကတော့ဟိုယုံတဲ့လူလည်းရှိမှာပေါ့နော်မယုံတဲ့လူလည်းရှိမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးအတွေ့အကြုံလေးတွေလည်းဖြတ်တန်းခဲ့ရတယ်ပေါ့ဆိုတော့ အဲတော်တော်လေးတော့ထူးဆန်းတယ်လို့ပြောရမှာပေါ့နော် ပြောရအဲ့ဒါအကစ်ပြောတာဒီလိုမျိုးအဲ့ဒီချိန်ကကျွန်တော်တို့ကအိအိမ်နဲ့မှရိုက်နေတယ်ပေါ့နော်အိမ်နဲ့မှရိုက်နေတော့ဒါကျွန်တော်တို့အဖွဲတွေကတယောက်ကသူကအိမ်နေတာအိမ်နေပြီးတော့သူစုံနေတဲ့ဟာကမြန်မာတချင်းကြီးတစ်ပုဒ်ကိုစုံနေတာညီးညောင်လို့စုံနေကျွန်တော်နားထောင်နားနားကပ်ပြီးနားထောင်ကြည့်တော့တချင်းကြီးတစ်ပုဒ်ညီးညာဘာတချင်းလဲလဲမသိပါဘူးဒါပေမဲ့နားထောင်လို့ကောင်းတယ်တန်စင်တွေအလိုက်တွေကမှန်တယ်ပေါ့နော်အဲ့ဒါနဲ့ဟိုရိုက်နေတော့သူများရဲ့အတိမှာဆိုလို့ထားလိုက်ပါဆိုထားပြီးတော့ဒီတိုင်းပြန်လာရိုက်နေဘယ်သူမှမသိလိုက်ဘူး ်ပြီးတော့မှအဲ့ဟာကပြန်ပြီးတော့မေးကြည့်တော့မှသိတာအဲ့အိမ်မှာကအငိမ့်မင်းသမီးညာလေးယုံဆိုတာရှိတယ်သူကသူ့အိမ်အဲ့ရကျွန်တော်ရိုက်တယ်ရသူ့အိမ်အဲ့ရသူကတခြားနေရာနဲ့တယ်လာပြီးတော့ဒီကိုရောက်လာပေါ့နော်အဲ့တော့အဲ့အိမ်အဲ့မှာနေတယ်သူကဒီမှာကျွန်တော်ရုပ်ရှင်ရိုက်နေတာပျော်တယ် သူကပျော်နေတာကျွန်တော်ဒီအိမ်မှာလာပြီးတော့ရုပ်ရှင်ရိုက်တော့ကျွန်တော်ရိုက်လာမှအုံနိုင်ကျဲနေတာအိမ်မှာဒါကသူကပျော်နေတာနောက်ပြီးတော့တောင်းတောင်းတောင်းမှလိုက်ပါတယ်တိရပါလားစိတ်ဆိုးသွားမှဆိုအရင်အဲ့လိုပုံကတိုက်တဲ့ဆင်းနေဆိုအရင်ကြမ်းနေလေအဲ့လိုဆင်းနေရိုက်တော့ပြီးတော့သူအမြဲတမ်းအဲ့အိမ်မှာကြည်နေတဲ့ပရင်းပေါက်လေးရှိတယ်အဲ့ဒါခုနအိပ်ပျော်နေဆိုရင်နေရာကချင်းချင်းဘက်ပေါ့နော်ချင်းဘက်ကပရင်းပေါက်လေးအဲ့အဲ့ဟာကဒီအိပ်ပရင်းပေါက်ကဘယ်တော့မှပိတ်လို့မရအောင်သူကသွားပိတ်ထားလဲ ပြန်ပွင့်သွားတယ်သူကသွားပိတ်ထားလဲပြန်ပွင့်သွားတယ်အဲ့ညာလေးုံဆိုတဲ့ကောင်မလေးကအနေမင်းသမီးကသူကအဲ့ရနေမယ်အပြုံငေးကြည့်နေတာတစ်ချိန်လုံးအဲ့ဒါအဲ့ဒေတာကန်နေတည်တယ်အဲ့ရနေအလုတ်ဒီဘိုင်တိန်လို့ပြန်လာညာဘက်ဒီဘိုင်ပေါ့နော်မိုးချုံမှပြန်လာရင်အဲသူတို့ဆိုတွတ်တွတ်နေတယ်ပေါ့နော်6တယ်ပေါ့သူကတရေ6တယ်တရေတရေ6တယ်လို့ပြောကြတာ6တယ်ဖြစ်မှာပေါ့ဆိုပြောကြတာပေါ့နော်အဲအဲ့ဟာကတော့ဒီကားရိုက်တုန်းကအဲဂျုံနေဂျုံခဲ့ဘူးတဲ့ဟာပေါ့မတိတ်ဘူးနာရိုင်းဟူးလာနာဘူး ွာတာတော့အဲ့လိုမျိုးမလုပ်ဘူးလေကွာလေတိုင်းမင်းထိုးတာဒီပိုင်းမလုပ်ဘူးလေမနာပါဘူးအမလို့ခုံချလိုက်လို့ခုံချတယ်တကယ်ခုံချခိုင်းတာကိုကလည်းအောက်မှာအပြော့ထင်တာတော့အမလည်းအပြော့ဆိုလို့ရှိရင်အမကလည်းကန်ထွက်ပြီးအပေါ်မြောက်သွားမှာပဲကျွန်တော်တို့အောက်မှာအမထားထားတာသူဟုတ်တော့ဒီလားအဲ့တော့မှတိတယ်သူပထမအမမနာဘူးခုံချတော့ကိုကလည်း ဒီလိုချလာတော့အမေသူကဒိန်းဆိုချသွားအဲ့ဒါတခါပြီးတော့နောက်ကနေကိုရင်ကဒုံးနဲ့ရိုက်တာဒုံးနဲ့ရိုက်တာကိုအဲ့ကောက်ရိုးပုံတွေကမျက်နှာကိုကျအဲ့ဒါအမဒီတိုင်းဆွဲချင်တာလေကျွန်တော်ကတဲ့ဟုတ်အဲ့ဒါကျွန်တော်ကတကယ်တည်းရိုက်ချင်တာမှရယ်၆ခါလောက်ဖြစ်သွားတယ်လို့ဝင်လာတယ်ဒုံးနဲ့ရိုက်တယ် အမပြုတ်ကြတယ်ပြုတ်ကြပြီးတော့ဘုတ်ဆိုကကင်မရာသူနဲ့အမနဲ့လိုက်သွားတယ်ကောက်ဦးပေါ်ပြုတ်ကြတယ်ပြီးတော့တစ်ခါတည်းခြေောက်ကကင်ဆွဲသွားဆီးတယ်အဲ့ဒါဆွဲသွားမတက်လက်ကြကြကောက်ရိုးရာတွေအစင်းလိုက်ဆက်လိုက်တာဘာဖြစ်တာလဲမသိဆိုကောက်ရိုးရာတွေရှက်တာလေတအားရက်ဆက်တာပြန်ကြည့်တော့ပြန်ကြည့်တော့အမအရမ်းပါရဲ့တအားရက်ဆက်တာဟို producer က enemy producer ကလေသူကကိကကြကြတော့အရန် clever ဖြစ်တယ်သူကသူဟာပြီးလို့ရှိရင်လည်းပဲအမတို့အဆင်ပြေလား နေရထိုင်ရအောင်အဆင်ပြေတာစားတော့အဆင်ပြေတာသူအမြဲလှမ်းလှမ်းပြပြန်ပြခရူးဆိုင်တယ်အဲ့လိုလေးကြတော့လေစိတ်ထဲမှာဝမ်းသာတာပေါ့နော်စိတ်ထဲမှာဝမ်းသာတယ်ဒါဟိုပို့ပြီးတော့လုပေးခြင်းတယ်သူတို့ဆိုလို့ရှိရင်အဲ့ဒါအဲ့လိုဖြစ်တယ်အဲ့ဒါကုနာအနာကျင်တဲ့ဥစ္စာလေးဒါမပြောပါတော့ဖြစ်သွားပါတော့နော်သူကြောက်ပါတော့တင်းကောင်ကဝိညာဉ်နဲ့တဲရီမွေးပြီးတော့ခိုင်းစားနေရတယ်နော် ဆက်ကအဲ့လိုမညာမတာတော့ရမ်းခိုင်းတာဒါအတွေ့အကြုံပေါ့ဘာဖြစ်လို့လဲဆိုကစ်ကိုကစ်တော့လေရိုက်တဲ့ location เนี่ยအများကြီးပဲကလောရိုက်တယ်ပင်တရရိုက်တယ်ပင်တရကနေပြီးတော့မှတဏှာကြီးခွဲလောက်ကားမောင်းရတဲ့နေရာရှိတယ်အဲ့မှာမြစ်ကြီးပေါ့နော်မြစ်ကြီးအကြီးရှေ့အဲ့မြစ်မှာတွားရိုက်တာမနေ့ကို3နာရီတွားရိုက်ရတယ်ကင်မရာချိန်နေရတယ်ဆိုတော့မနေ့3နာရီကိုတွားရိုက်တော့စဉ်းစားကြည့်4နာရီခွဲမှရောက်မယ်လေ အဲ့မနက်၄နာရီခွဲယူကြည့်မိုးရေထဲမှာပြေးခိုင်းတာအဲ့ဒါနော်ပြပင်းတရအရန်အေးတာနော်အေးတာမှာတော်တော်အေးတာအဲ့လိုဟိုလေဟိုဒီလိုအနှွေးတဲ့တထက်ထဲတော့မရအောင်ဆောင်းမှာထက်ချုံရသေးတယ်အဲ့ဒါကိုဘာထက်လုပ်လဲဆိုတော့မိုးပါရွာလိုက်သေးတယ်မိုးအတူတွေတဲ့ကိုယ့်ထက်ကလုံးဝအဲ့လိုအဲ့လိုခိုင်းတာပြေးပြေးဆိုပြေးရပြေးနောက်ဆုံးကျအဲ့ဆင်းရမပါလားဟုတ်ကောဆုံးမှာ အဲ့ကောင်မှမရှိရင်အမှုရွာနာပါလေကိုထက်ရဲ့ဆေးရတော့နည်းနည်းချမ်းတယ်ကျွန်တော်လည်းချာလီတဲ့ဆိုရင်လည်းဒီရေထဲကဆင်းပေါ့နော်အဲ့မှာကစ်လိုပဲမိုးရေရွာအဲ့မဲ့အကန်ကြီးရဲ့ရေနဲ့ရွာအကန်ကြီးရဲ့ရေဆိုတာအဲ့လိုနန်းစောပြီးတော့အဲ့လိုအဲ့ဒါတွေထဲမှာပါဇက်စကားတွေပြောပြီးတော့ကိုရီးယားလှေလောပြီးတော့ပါဇက်ထဲဝင်လာအကုန်လုံးအဲ့ဒါပြီးလဲပြီးတော့ ရှည်တဲ့ဟိုမှာပြန်ပြီးဝုန်းဆိုပြီးပြန်ဝင်ခိုင်းနေတယ်။အဲ့စင်ကဟိုဒီဇကားမှာပြန်ပြသွားတယ်ဟာဆိုတူတူလေးပဲ။အာရေဘွားကျွန်တော်ပြန်တက်လာတဲ့အချိန်မှာအရန်အရန်လုံးအကုန်လုံးရာအကုန်လုံးအာရ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 ာအဲ့နာလေးရရွာကန်နေရလဲပြောတာအဲ့ရေကန်အဲ့သူတို့တွေတောင်မှအဲ့ရေကန်နဲ့မစင်းဘူးတဲ့ဝဲတွေပေါက်လို့။အဲ့ဆိုအဲ့အဲ့ဒါကိုထက်ကကိုရီရောအဲ့မှာရေထဲမှာအကြကြီးရိုက်။ဝင်းကလေးကမျိုးရိုးကပါလာတာ။အိမ်မထဲမှာလေ တည်သွားတဲ့ဥမောင်ကြီးကိုအပြင်းပြင်းအဓိကတော့ဒါဒီ story ကကိုဝင်းတစ်ထက်ပြောတာเนาะကိုဝင်းတစ်ထက် story तू ကဒီနတ်ဝင်တဲ့တယောက်ရဲ့ဘဝလေးပေါ့เนาะအဲ့ဒီဘဝလေးကို तू ကတင်ပြခြင်းနဲ့ပြီးရခါကျတော့ မင်းကိုနေတဲ့ပြောတဲ့ဒီကားရဲ့ရည်ရွယ်ချက်လေးကလည်းအရန်ကောင်းတယ်ဒီလိုနောက်ဝင်တဲ့ professional မျိုးကနိုင်ငံတကာမှာလည်းရှိနေတယ်ကားတွေများစွာရှိဒါပေမဲ့မြန်မာလူမျိုးတွေမှာလည်းရှင်းနစ်ပေါင်းများစွာတွေရှိတဲ့ဟာကိုသူကတင်ပြခြင်းတာမှတ်တမ်းတင်ခြင်းတာပေါ့နော်ဆိုတော့အဲ့ဟာလေးကိုကိုကလည်းအရန်သဘောကျတယ်မြန်မာယဉ်ကျေးမှုထောက်နှန်းစင်လာနဲ့ပါတဲ့ဒီနောက်ဝင်တဲ့ spiritual တွေကိုဆက်သွယ်နိုင်တဲ့နော်ဒီ main ကလေးတရားရဲ့ဘဝကိုရိုက်ချင်တာဆိုတော့အဲ့တော့ကိုနေတဲ့ကျွန်တော်လည်းဇက်လေးကိုအရင်တိုင်ပင်တယ်တိုင်ပင်ပြီးတော့ နောက်ဒီဇက်ကောင်ကလည်းအရန်ခက်ခဲမဲဆိုတာသိရဲသိတဲ့ခါကျတော့တော်ရုံမင်းသမီးတော့မရဘူးဆိုတော့ market ကိုချင်းကတ်ကြတယ်အဲ့ဒီအချိန်မှာ market ကလည်းသူ့ရဲ့ပထမဆုံးဒီ company က W Entertainment company ကနေထုတ်လုပ်မဲ့ကားဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတဲ့ခါကျတော့သူကိုယ်တိုင်ကလည်း producer မင်းသမီးဖြစ်တော့ဒီကားကိုအရန် outside တယ်အမှန်တော့ तू outside လို့ဒီ production ပိုင်းရော director ကရော outside လို့ဒီဇက်ကဘယ်လောက်ကောင်းသွားတာပါအဓိကကျွန်တော်ရွေးချယ်တာကမလို့ဘူးရဲ့ character ဖြစ်ရမယ်ပြီးတော့နောက်တစ်ခုယူနာကိုထက်ရိုက်တဲ့ကားဆိုရင် ကျွန်တော် quality ကစိတ်ချရပါတယ်အဲ့တော့ဒါကြောင့်ဒါကျွန်တော်ရဲ့ကျွန်တော် personally ရွေးချယ်မှုပေါ့ပြီးတော့ဒီတည်းကကျွန်တော် editor တွေပြန်ကြည့်လိုက်ရင်လည်းလုံးဝအမြဲလေးစားအတူယူနေရတဲ့ editor တွေနဲ့အတူကြိုးဆောင်ရမှာဆိုတော့ဒါကျွန်တော်တို့ဟို experience လည်းရမယ်ပညာရည်လည်းအများကြီးရမယ်လို့ယုံကြည်လို့ကျွန်တော်ရိုက်ကူးတာပေါ့နော်ဆိုတော့ရိုက်ကူးတဲ့အချိန်မှာလည်းဒါကျွန်တော်အနေနဲ့ဟိုနီးကပ်ပေါ့နော်ပညာရည်တင်ယူခွင့်ရတယ်မကေစင်းနေဆိုလည်းတောက်လျှောက်ကျွန်တော်ပေးမှာ မော်နီတာလေးကြည်ပြီးတော့တော့ရှောက်ကြည်မျောပါပေါ့အဲ့လိုမျိုးလေးဟုတ်အမတရားရအများကြီးပါပဲဒါပထမပြည့်ရပထမဆုံးရုပ်ရှင်ကားကြီးပေါ့နော်အဲ့ဒါကိုယုံကြည်နေဒီကာရီတာပြီးခဲ့တဲ့ကိုထက်ရမတ်တုံရကိုမိုးနီရပြီးတော့ဒဘလူးအန်နာထိမ့်မဲ့ရမက်ကီရကိုကြည်ဖူးအများကြီးတင်ပါတယ်ပြီးတော့ဒီပြည့်ရပထမဆုံးကားဖြစ်တဲ့အတွက်ကြောင့်အရင်တွေ့ကြုံရှိသေးပေါ့နော်ဒါပေမဲ့အကုန်လုံးအကိုကြီးအမတွေကတုံးဆောင်တာမှာလက်တွဲခေါ်ယူပေးတဲ့အတွက်အဲ့ဒီမျိုးတော့ကိုလင်းအောင်ကိုချာလီမက်ကီမပူးဆောင်အကုန်လုံးကြည်ဖူးအများကြီးတင်ပါတယ် ကျွန်တော်ဒီလိုမျိုးဆက်ကိုရိုက်ချင်တာကြာပြီ။ဟုတ်တယ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့အပြင်မှာကျွန်တော်ဟိုးအရင်နေရပါတော့။ဟိုးအရင်နေရကျွန်တော်နဲ့အရန်ရင်းနေတဲ့မိတ်ဆွေတယောက်ကနေပတ်သက်ပြီးတော့ဒီလိုအဖြစ်အပျက်မျိုးခဏခဏကြုံမှုတယ်။အဲကျွန်တော်ကိုယ်နဲ့ကြုံမှုတာ။အဲသူအဲ့လိုမျိုးဖြစ်တာနေမြင်မှုတယ်။အဲကျွန်တော်ရှေ့မှာဝင်မှုတာနေမြင်မှုတယ်။အဲသူဝင်မှုတယ်ဝင်မှုရင်အဲကျွန်တော်တို့ကပဲအဲသူ့ အကြည့်နေပြီးတော့ရုတ်တရက်ပေါ့ तू อ่ะ तू အဲ့လိုဖြစ်တဲ့ဖြစ်တတ်တဲ့အချိန်ဟာသူ့ရဲ့ concentration ကျသွားတဲ့အချိန်မှာဖြစ်တာဥပမာအိမ်ငိုက်လာတို့တတိလက်လို့ဖြစ်သွားတာတို့အဲ့လိုအချိန်တွေမှာဖြစ်တော့ကိုယ်မျက်စိရှိတယ်မယ်ဖြစ်တယ်ဖြစ်ရင်တရားဥပဒေရောက်လာပြီအဖြစ်ပြီဆိုတာ ਨੇ ဘယ်သူလဲအမင်းဘယ်သူလဲဘာဖြစ်လို့လဲအဲဘာဘာလုပ်ပြရမလဲဘာဘာဘာလုပ်ဘာလုပ်ခြင်းလို့လဲဘာလုပ်ပြရမလဲအဲ့တော့ပြန်မေးတာပေါ့နော်အဲတချို့ကလည်းပြောတယ်တချို့ကပြောရဲဆိုတာဘယ်မင်းဘယ်သူလဲဆိုသူ့နာမည်ပြောတယ်ဘာလုပ်လဲဆိုပြောတယ်မင်းဘယ်လိုသေးွားလဲဆိုပြောတယ်အကုန်လုံးပြန်ပြောတာ ဟိုဘာလှုပ်ရှင်လို့လဲလို့မင်းအဲသူတစ်ခါတချို့ကြတော့ကျွန်တော်ဂျုံမှုတာတခုဆိုစိတ်ဆိုးလို့တဲ့ငါသူ့ကိုစိတ်ဆိုးအရန်စိတ်ဆိုးနေပြီငါသူ့ကိုဒီလောက်စောင်းလျှောက်ပေးနေတယ်သူ့ဘေးနားမှာဒီလောက်ရှိနေတယ်တော့စောင်းလျှောက်ပေးတာငါ့ကိုခရုမဆိုင်ဘူးတဲ့ငါသူ့တော်တော်စိတ်ဆိုးနေပြီတဲ့အဲ့လိုပြောအဲ့ဆိုရင်ဟုတ်ပြီအဲ့ဆိုရင်ငါလှုပ်ပေးမယ်ငါလှုပ်ပေးမယ်မင်းကိုငါလှုပ်ပေးမယ်နော်မရဘူးတဲ့မင်းလှုပ်ပေးလို့မရဘူးသူ့ပဲလှုပ်ပေးလို့ရပါအဲ့ကျွန်တော်တငယ်ချင်းပေါ့နော်သူ့ပဲလှုပ်ပေးလို့ရပါဆိုအဲ့လိုပြောတာအဲ့ဒါလေကျွန်တော်ဒီကားထဲမှာအချမ်းမင်းတို့ထည့်ထားပါလေလူဖြစ်လာတာတဲ့ဒီຢာတွေလှုပ်ပေးဖို့လူဖြစ်လာတာ အဲ့လို DIY လုပ်ပေးဖို့ဆိုတာသူကအဲ့လိုလူတွေကိုကူညီဖို့လူတွေကိုကူညီဖို့ရယ်ခုနတော့အဲမြင်အပ်မမြင်အပ်ဘုံဘဝမှာရှိနေတဲ့ပရလောကမှာရှိနေတဲ့အဲ့လိုမျိုးဒုက္ခရောက်နေတဲ့လူတွေကိုကူညီဖို့သူကလူဖြစ်လာတာအဲ့လိုကူညီပေးလေလေသူကကုသိုလ်ရလေအဲ့လိုကူညီပေးနေရမယ်ကူညီပေးရမယ်ပေါ့နော်အဲအဲ့လိုမျိုးအဲ့ဒါကတော့အဲအပြင်မှာကျွန်တော်ဟိုဆရာတယောက်ကပြောပြပူတာပေါ့နော်သူတို့ကဒီလိုပါရမီနဲ့မွေးတယ်ရမွေးလာတဲ့လူတွေပါတဲ့ အဲ့လိုလူမျိုးတွေတကယ်ရှိတယ်ပေါ့နော်အဲတကယ်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်ကိုရွေ့အနေနဲ့အဲကြုံမှုတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့ဝင်တဲ့ဇာတ်ကားမှာအဲအပြင်မှာတကယ်ရှိတဲ့ဟိုကျွန်တော်ကြုံမှုတဲ့အဲကျွန်တော်တို့ကြုံခဲ့ဘူးတဲ့အဖြစ်အပျက်တွေကိုဒီထဲမှာစတိုရီရဲ့ထည့်ပြီးတော့လင်းငုံဆိုတဲ့ character ကိုတိဆောက်ပြီးတော့ဒီဇာတ်လမ်းကိုဖန်တီးထားတာပါလို့ ဟုတ်အားလုံးကြိုးစားထားတဲ့နေဝင်တယ်ရုပ်ရှင်စကားကြီးအခုအောက်တိုဘာလ31ရက်နေ့ကနေစပြီးတော့တနိုင်ငံလုံးမှာယုံတင်ပြသမှာဖြစ်တဲ့အရကြောင့်ပြည်သက်တွေလာရောက်ကြည့်ရှုအားပေးပါအကြံပေးပါဝေဖန်ပါလို့အားလုံးရဲ့အဲ feedback တွေကိုလည်းမျှော်လင့်နေပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီစကားကိုကြည့်ရှုပေးပါဝန်ရံပေးကြပါ ဝေဖန်အကြံပြုပေးကြပါပြီးတော့တကယ်လို့ဒီဇာကားကိုကြိုင်းနှစ်တက်တယ်ဆိုရင်လည်းအထပ်ပြီးတော့ single single အဲ sharing လုပ်ပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းကူညီပေးကြပါဝန်ရံပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာအေးကြောက်တဲ့တဲ့သူဆိုရင်ပေါ့နော်အဖေါ်ဖော်ခေါ်လာခဲ့ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ပေးရတဲ့ ticket ဖို့နဲ့တမ်းမရုပ်ရှင်ကားတကားဖြစ်ပါတယ် အဲ့တော့လာရောက်ကြည့်ရှုပြီးဝင်ရံပေးပါလို့ဖိတ်ခေါ်ကြပါမယ်။အာဒီအောက်တိုဘာလ31ရက်မှာပြမယ်နေဝင်တဲ့ဂိုင်းကြီးကိုလာရောက်ကြားကြားရောက်ပြီးတော့ကြည့်ရှုအားပေးကြပါကျွန်တော်တို့တစ်ဖွဲ့သားလုံးနေဝင်တဲ့တစ်ဖွဲ့သားလုံးเนาะတရောက်မကြံတန်စူးစမ်းထားကြတဲ့နောက်ဆက်ဂိုင်းကြီးပါလို့ဟုတ်ကဲ့။အမှုပညာကိုချစ်တဲ့ပရိသတ်တွေပေါ့နော်ပရိသတ်တွေဒီကားလေးကိုလာပြီးကြည့်ရှုအကဲဖြတ်ပေးဖို့အတွက်ဖိတ်ခေါ်ကြပါရစေ။ချစ်တဲ့ပရိသတ်တွေလည်းဒီကားလေးကိုကြည့်ရှုပြီးစိတ်နှံ့အားရလိမ့်မယ်လို့ယုံကြည်ပါရစေ။အာအလုံးလဲအဒီညွန်လင့်နေတဲ့ဇကားကောင်းတကောင်း ဖြစ်မှာတေချာတဲ့အတွက်ကြောင့်လာရောက်ကြည့်ရှုကြဖို့ကျွန်တော်ဒီနေရာနေပြီးတော့အားလုံးပြောချင်ပါတယ်ကျွန်တော်တို့တစ်ဖွဲ့သားလုံးကအကောင်းမွန်ဆုံးစူးစမ်းတင်ဆက်ထားပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့နောက်ဝင်တဲ့အဖွဲ့သားကြီးအားလုံးကအများကြီးကြိုးစားထားရမှာလို့ဒါပြီးတော့ကြည်ပေးကြပါလို့ပြောချင်ပါတယ်လုံးဝနောင်တမရစီရပါဘူးရှင်